အားလုံးပဲမင်္ဂလာပါရှင်အန်တီနာကချင်းလိုက်ကိုစိတ်ကူသွားရင်းနဲ့ဟောဒီဖျားပြရှိတဲ့နေရာကို လာပြီးတော့မှဖူးဖြစ်ပါတယ်အခုလို့လာတော့လေအမတ်တရလေးဖြစ်နေအခုလို့ရိတ်ယူထားခဲ့ပါတယ်ပြီးတော့မိတ်ဆွေတွေအတွက်လည်းကျမချမ်းသာကြပြီးတာယာအေးချမ်းတဲ့နေ့တွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးခဲ့ပါသေးတယ်နော် ဟောဒီပန်းကလေးကိုတွေ့တော့လဲလာလုံးတို့အမတရလေးဖြစ်နေနောက်သာရဲ့ယူလာခဲ့ပါတယ်ဟောဒီပန်းရဲ့နာမည်ကတော့အန်တီနန်းကမတိပါဘူးနော်မိတ်ဆွေတို့သိရင်လဲပြောပြပေးခဲ့ကြပါဦးလို့နော်အန်တီနန်းလေဟောဒီပန်းနာမည်လေးကိုတီးချင်လို့လို့ Google ထဲမှာဝင်ကြည့်လိုက်တော့ဒီပန်းလေးကိုတွေးတဲ့သူတဲငါတဲ့ជីနူးနစ်သက်ဖြစ်မိကြတဲ့အတွေ့ဟောဒီပန်းကို Queen of Flowering Tree လို့တင်စားကြတယ်လို့ and Austria no believe for လဲခေါ်ပါတဲ့နော်ထိုင်းလူမျိုးတွေကတော့အစုကရယာလို့ခေါ်ပါတယ်မြန်မာမှာကြတော့ pride of Burma လို့ရေးထားတာတွေ့ရတယ်လို့တောကကြီးလို့လဲရေးထားတာတွေ့တယ်ပေါ့နော်တောကကြီးမဖြစ်ရင်မဲတော့ပါပြီနော်နောက်ပြီးတော့ဟိုဒီပန်လေးရလေတိခွတ်ပန်းနဲ့ပုံတံချင်းတူလို့တိခွတ်တိပင်းလို့လည်းတင်စားပြောကြပါတယ်နော် မိတ်ဆွေများအားလုံးတာယာအေးချမ်းတဲ့နေ့များစွာကိုပိုင်ဆိုင်နိုင်ကြပြီးကျမပျော်ရွှင်တဲ့နေ့များဖြစ်ကြပါစေလို့ဆုတောင်းပေးပါရနော်။